မင်းကလေးကရုတ်တရက်အတွေ့တစ်ခုပေါ်လာပြီးပလင်းထဲကိုပင်ကူတကောင်ထည့်လိုက်တယ်။ပြီးတော့ပိုးဟွားတကောင်ကိုထပ်ထည့်လိုက်တယ်။နောက်တစ်စက္ကန့်မှာထူးထူးဆန်းဆန်းအရာတစ်ခုဖြစ်သွားပါတယ်။မိုက်လိုက်တာဒီမြင်ကွင်းကမင်းကလေးကိုတိတ်တဆိတ်သဘောကျစေခဲ့ပါတယ်။ပင်ကူလေးကသူ့ကိုပြန်ကောင်းအောင်လှုပ်ပေးလိုက်မယ်လို့မထင်မိခဲ့ပါဘူး။မင်းကလေးဟာအလွန်တရာဝမ်းသာအားရဖြစ်သွားတယ်။ပင်ကူလေးကိုအိမ်မွေးတိရစ္ဆာန်ဖြစ်ထားလိုက်တယ်။ဒါပေမဲ့မင်းကလေးမထင်မှတ်ထားတာကတော့အဲဒီညမှာပဲပင်ကူလေးဟာပလင်းအဖုံးကိုသူ့ဘာသာသူဖွင့်သွားပါတယ်။ ပြီးတော့မင်းကလေးအိပ်ပျော်နေတဲ့အချိန်မှာလင်းဝင်လေထွက်ပိုက်လိုင်းတိုင်းထွက်သွားပါလေ။နောက်နေမှာမင်းကလေးရဲ့အဖွာမွေးထားတဲ့ကြက်တူရီဟာအယိုးပဲကျန်တော့တယ်။ပူပြီးထူဆန်တာကတညာတည်းပဲရှိပါသေးတယ်။ပင်းကူလေးရဲ့အရွယ်အစားကအစာပေါင်းများစွာကြီးလာပါလေ။ဒါပေမဲ့မင်းကလေးကသတိမထားမိပါဘူး။အဲ့ဒီအစာပိုးဟက်တွေကိုပူပြီးတော့ဖန်လာတယ်၊ကျွေးဖို့ပြင်လိုက်တယ်။ရုတ်တရက်စပွဲပေါ်ကိုအဖြူအောင်ဘောလုံးလေးကြာလာတယ်။ပင်းကူလေးရဲ့ပလင်ဟာချက်ချင်းလှုပ်ခါသွားပါလေ။ အဖြူရောင်ဘောလုံးလေးကိုကောက်လိုက်တော့ပလင်းကငြိမ်သွားတယ်နှာခေါင်းမှာကပ်ပြီးအနံ့ခံကြည့်လိုက်တယ်အမှန်တော့ပိုးဟတ်စားစရာတစ်ခုဖြစ်နေပါတယ်စူဇန်လိုစိကြောင့်မိန်းကလေးကအလုံးဖြူလေးနဲ့ပင်းကူလေးရဲ့ပုံမြင်ကိုတို့ကြည့်လိုက်တယ်ကံကောင်းစွာနဲ့မိန်းကလေးကမျက်စိလင်မြန်စွာပလင်းကိုဖမ်းလိုက်နိုင်ခဲ့ပါတယ်ငါသဘောကျတယ်ဒီလိုနဲ့နောက်ထပ်ညတစ်ညလည်းရောက်လာခဲ့ပြန်ပါတယ်မိန်းကလေးအိပ်ပျော်နေတဲ့ခိုင်တံမှာပင်းကူလေးဟာလေဝင်လေထွက်ပိုင်နိုင်တဲ့ကိုနောက်တစ်ချိန်ဝင်သွားပြန်ပါတယ်ဘေးအိမ်ကအိမ်ကြီးချင်းအိမ်ကိုရောက်သွားပါတယ်အေကံမှာ TV ကြည့်နေတဲ့ခွေလေးဟာပုံမှန်မဟုတ်တာကိုသတိထားမိသွားတယ် ဒါကြောင့်အဆက်မပြတ်ဟောင်နေတော့တယ်အင်းရှင်မိမလေးအတန်တွေကြောင့်နိုးလာခဲ့ပါတယ်ဒါပေမဲ့သူကတေကီယူမဆိုင်ခဲ့ပါဘူးခွေလေးကရန်အောင်နေလို့အပြင်ကိုတကားပြေးပြီးထားခဲ့လိုက်တယ်အဲ့ဒီအချိန်မှာပင်ကူလေးကအင်းရှင်မိမရဲ့ပကုံးပေါ်ကိုတက်သွားခဲ့ပါတယ်ဘာမှမသိတဲ့အင်းရှင်မိမကကားတိုက်ခံရလို့တေဆုံးသွားတဲ့မိသားစုကိုကြည်ပြီးစိတ်မကောင်းဖြစ်နေပါတယ်ရုတ်တရက်အတန်တစ်ချက်ကြားလိုက်ရပြီးပင်ကူလီကသူ့ကိုလှဲချလိုက်တယ်။မိနစ်အနည်းငယ်အတွင်းမှာပဲအင်ရှင်မိမဟာတိဆုံသွားခဲ့ပါလေ။ဒီရအလုံးကိုပင်ကူလီလှုပ်ခဲတာဆိုတော့ဘယ်သူမှမသိကြဘူး။ ပင်ကိုလေးကပိုကြီးလာတာနဲ့အမျှမိန်ကလေးကသူ့အတွက်ပိုကြီးတဲ့ပလင်တလုံးပြောင်းပေးဖို့စဉ်းစားနေပါတယ်။အဲ့ဒါနဲ့သူကအပေါ်တက်မှနေတဲ့မဟာဘွဲ့ចောင်းသားတငယ်ချင်းစီတွားတွေ့လိုက်တယ်။ပြီးတော့မဟာဘွဲ့ចောင်းသားကိုပင်ကိုလေးကစကားပြောနိုင်တဲ့အကြောင်းပြောပြလိုက်တယ်။မဟာဘွဲ့ចောင်းသားကလုံးဝမယုံဘူး။ပြီးတော့ပင်ကိုလေးဟာအတန်အိုးမရှိတဲ့တရိတ်ဆန်တမျိုးပါလို့မိန်ကလေးကိုတင်ပေးလိုက်ပါသေးတယ်။အဲ့ဒါနဲ့မိန်ကလေးကချက်ချင်းလက်တွေ့ပြသလိုက်တယ်။ဒီမြင်ကွင်းကြောင့်မဟာဘွဲ့ចောင်းသားဟာအင်မတန်စိတ်ဝင်စားသွားပါတယ်။ဒါနဲ့သူကမိန်ကလေးကိုပြောပြလိုက်တယ်။ပလင်းကိုသူကိုအခမဲ့ပေးလို့ရတယ်လို့ပြောလိုက်တယ်။ ပင်ကူလေးကိုသူစီမာရဲ့အနေနဲ့ခဏထားပေးရမယ်ဆိုတဲ့အခြေအနေနဲ့ပါမိန်းကလေးကသဘောတူလိုက်တယ်။ဒါပေမဲ့ဒီကိစ္စကိုလှည့်ဝတ်ထားရမယ်။မဟာဘွဲ့အကြောင်းသားဟာမျက်နှာလွှဲလိုက်တာနဲ့မိန်းကလေးရဲ့ပထွေကိုဒီအကြောင်းကိုချက်ချင်းပြောပြလိုက်တယ်။ဒါပေမဲ့မဟာဘွဲ့အကြောင်းသားကခတိပေးပါတယ်။ပင်ကူလေးကိုသူတို့စီပြန်ဟန်နံပေးပါမယ်။ဒါပေမဲ့တကယ်တော့သူကသူ့ဟာသူပဲယူထားချင်တာပါ။ပြီးတော့ပင်ကူလေးကိုပိုပြင်းထန်တဲ့အစားအစာတွေကြွေးပါတယ်။နောက်ထပ်တစ်ယောက်ကဘာလို့လဲဆိုတော့ငါကြည့်ချင်တယ်။မိန်းကလေးကဒီဖြစ်ပျက်ကိုတီးသွားတော့အလွန်စိတ်မကောင်းဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ပင်ကူလီကသူ့ရဲ့စိတ်ထဲမှာအရေးပါတဲ့တငယ်ချင်းဖြစ်လာလို့ပဲညနေပိုင်းမှာပင်ကူလီကအုတ်ကုတ်ဖောက်ထွက်နိုင်လောက်တဲ့အထိကြီးလာတယ်။သူကမင်းကလေးရဲ့အခန်းစီကိုရောက်အောင်သွားတယ်။ဒါပေမဲ့မင်းကလေးကိုအန္တရာယ်မပြုပါဘူး။မင်းကလေးရဲ့ပထွေးစီကိုဥတီသွားပါတယ်။တိုက်ခိုက်မိပြီးတော့တတိလက်သွားတဲ့ပထွေးနဲ့မိခင်ကိုပင်ကူလီကအဲ့ဒီအတိုင်းဆွဲယူသွားတယ်။ဂိမ်းစော်နေရင်မင်းကလေးကတော့ဘာမှမသိချာဘူး။ခွေးကသူ့ကိုမယဉ်မနားဟောင်းတဲ့အချိန်တည်းမင်းကလေးကအေခန်းရောက်မှပဲဘာဖြစ်နေလဲလာကြည့်ပါတယ်။ ဒီအချိန်မှာမိဘတွေကဘယောက်သွားမှမသိတော့ဘူး။သူမအခန်းကိုပြန်လာတဲ့အချိန်မှာမောင်လေးကလည်းဒီအချိန်မှာခေါ်သွားခံရပြီးမိန်းကလေးကအလော်တကြီးလေဝင်ပေါက်စီကိုအော်ဟစ်လိုက်တယ်။မိမိပင်းကိုလေးကအတန်ကြာတာနဲ့ချက်ချင်းပြေးလာတယ်။မိန်းကလေးကမျက်စိလင်ပြီးလက်သွားပါတယ်။ဘီကဘီဒိုနဲ့အမြန်ဆုံးပေါက်ကိုပေးလိုက်တယ်။သူမအခုမှတီးတော့တယ်။သူမကိုယ်တိုင်ပြန်ခေါ်လာတဲ့ပင်ကိုလေးကဘလောက်တောင်ကြောက်စရာကောင်းလဲဆိုတော့ရုတ်တရက်သူမကမိသားစုတစ်ခုလုံးကိုကယ်တင်နိုင်မဲ့ဒီလန်ကိုတွေးမိသွားပါတယ်။အင်္ဂါဘိုးဟတ်စားတဲ့အစာအစာကိုပလင်းနဲ့ထည့်လိုက်တယ်။ ပြီးတော့ရေပိုက်ကားရေနဲ့ရောလိုက်တဲ့နောက်ထပ်အန္တရာယ်ဖြစ်စေတဲ့အရာတွေကိုထည့်သွင်းပြီးလုံခြုံစိတ်ချရဖို့အတွက်သူမကပိုရှန်နေတဲ့ရေအလုံးကိုခေါင်းပေါ်လောင်းချလိုက်တယ်။လိုအပ်တဲ့အချိန်အတွက်နောက်ထပ်ပလင်းတစ်လုံးယူသွားတယ်။နောက်ဆုံးမှာပေးမိနေတဲ့ပထွေးကိုတွေ့သွားပါတယ်။မိန်းကလေးကတနက်ကိုကင်ပြီးတော့ဖြန်းရင်နဲ့ရှေ့ဆက်သွားပါတယ်။ပထွေးကိုကယ်တင်နိုင်ပေမဲ့ဒါပေမဲ့ပင်ကူကိုနှိမ်နေရတာမလွယ်ပါဘူး။ပင်ကူလေးကမိသားပိုက်ကိုဖျက်ဆီးလိုက်တဲ့ရေတွေအလုံးတစ်စက်မကြံထွက်သွားပါတယ်။မိန်းကလေးရဲ့ကိုယ်ပေါ်မှာဖြန်းထားတဲ့ပိုဟက်စီးရေတွေကရေနဲ့ပျော်သွားတယ်။ အန်ရဲကလွန်မြောက်ဖို့အတွက်မင်းကလေးနဲ့ပထွေကအမိုက်ဖိဆက်ရှိတဲ့နေရာကိုပြေးလာခဲ့ပါတယ်။ပင်းကူကလိုက်လာရင်လက်ထဲကလက်ကင်ကလုတ်ကိုနှိပ်လိုက်ရုံနဲ့ပင်းကူလေးကိုဖိတန်နိုင်တယ်။ဒါပေမဲ့လူတိုင်းမထင်မှတ်ထားတာကလုတ်ကလည်းရုတ်တရက်အလုံးမလုံတော့ပါဘူး။တကယ်တော့ဆက်ရဲပလက်ကမတက်ထားဘူး။မိသားစုကိုကယ်တင်ဖို့အတွက်ပထွေကအန်ရဲကိုစွန့်ပြီးပလက်ပေါက်မှာပလက်ကိုထိုးလိုက်ပါတယ်။ဒါပေမဲ့အဲဒီအတွက်ကြောင့်လျှက်စစ်လျှော့ရသွားတယ်။နောက်ထပ်အရေးကြီးတာတွေကိုမင်းကလေးကလုပ်ရပါလိမ့်မယ်။ပင်းကူလေးဟာနောက်ဆုံးမှာတော့ဖိတန် ခံလိုက်ရပါတယ်။မိန်းကလေးရဲ့မိသားစုတစ်ခုလုံးလေးအန်ရီကလွတ်မြောက်သွားတယ်။ဒါပေမဲ့သူတို့ကမသိသေးပါဘူး။မကြခင်မှာပဲပင်ကူကဥရေပြန်ဥပါလိမ့်မယ်။ကြောက်စရာကောင်းတဲ့ဇလန်တစ်ပုဒ်ထပ်ပေါ်လာပါတော့မယ်။ရုပ်ရှင်တစ်ခုလုံးပြီးသွားပါပြီ။ကိုကုတ်ကူအာယုံဆိုင်ပါ။နောက်ထပ်ဇလန်ကပိုပြီးစိတ်ဝင်စားဖို့ကောင်းပါလိမ့်မယ်။